ကနေဒါနဲ့အမေရိကန်ကြားမှာရှိတဲ့နီရာဂါရာရေတံခွန်ဟာတွေးလို့နေရနေတယ်ဆိုတဲ့သတင်းတစ်ခုလူမှုကွေရက်ဒီမှာပြန့်နှံ့ခဲ့ပါတယ်။ကိုစီကနက်ဆိုတဲ့ Facebook account ကနေအော်တိုဘာ18ရက်မှာကမ္ဘာနာမည်ကြီးဆုံးကနေဒါကနီရာဂါရာရေတံခွန်ကတွေးလို့နေရနေတယ်ဗျာ။နောက်ဆုံးသတင်းနီရာဂါရာဒီတွေးနေရနေပြီးကမ္ဘာကိုတုံ့လုံစီတီလို့ရေးသားကပုံတပုံနဲ့အတူရေးသားဖြန့်ဝေထားပါတယ်။ပုံထဲမှာတော့ရေတံခွန်ဟာအနီအောင်ဖြစ်နေပြီးဒီအကြောင်းအရာကိုပြန်လည်မျှဝေသူဟာတထောင်ကျော်ရှိခဲ့ပါတယ်။ မြစည်းမကဒီရေတကွန်ပုံနဲ့ Google Image Search ကနေတစဉ်ချက်လက်စစ်ဆေးခဲ့ပါတယ်စစ်ဆေးချက်တွေအရလက်ရှိချိန်နီယာဂါရာရေတကွန်ဟာအနီရောင်မဟုတ်ပဲပုံမှန်တိုင်းတာရှိနေတယ်လို့တွေ့ရပါတယ်နီယာဂါရာရေတကွန်ရဲ့ website မှာဆိုရင်ဒီရေတကွန်ကိုအလင်းတွေနဲ့အလှဆင်ထားတဲ့ပုံတွေဖော်ပြထားတာကိုတွေ့ရပါတယ်ဒီအလင်းတွေမှာအနီရောင်တွေလည်းပါဝင်ပါတယ် Niagara Falls Hotel ရဲ့ website ကနေဒီရေဒဂွန်ရဲ့24နာရီဖြစ်တည်နေမှုကိုရိုက်ထားတဲ့မြေခွေးတစ်ခုကိုဖော်ပြထားပြီးအောက်တိုဘာ24ရက်နေ့ဒေသစံတော်ချိန်ထိဒီထဲမှာတော့ဘာမှထူးထူးခြားခြားဖြစ်မနေတာကိုတွေ့ရပါတယ်။ ်ဒီအကြောင်းကို AFP ကဇူလိုင်9ရက်နေ့မှာသတင်းမှဖြစ်ကြောင်းချက်လက်စစ်ဆေးထားပြီးအခုလိုရေဒီကိုအနည်းအောင်ပြောင်းလာမျိုးမရှိဘဲပုံမှန်ရောင်းနိုင်တာရှိနေပြီးတခါတလေမိုးတဲထန်စွာရွာသွန်းရင်တော့အညူရောင်ဖြစ်သွားပေမဲ့အခုဟာက AI နဲ့ပြုလုပ်ထားတဲ့သဘောဖြစ်တယ်လို့အဲဒီကတောင်းရှိသူတူကပြောတဲ့အကြောင်းပါရှိပါတယ်။ဒါကြောင့်ကနေဒါနဲ့အမေရိကန်ကြားမှာရှိတဲ့နီယာဂါရာရေဒီကွန်ဟာသွေးလိုနီးရဲနေရဆိုတဲ့သတင်းကသတင်းမှဖြစ်ပြီးလူများစိတ်ဝင်စားမှုရရှိအောင်တမင်ဖန်တီးပြုလုပ်ထားတာပဲဖြစ်ပါတယ်။ ဒီသတင်းမှဟာအခုမှပြန့်နှံ့ခဲ့တာမဟုတ်ပေပြီးခဲ့တဲ့ဇွန်နဲ့ဇူလိုင်လတွေတုန်းကလည်းနိုင်ငံတကာကဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားပြန့်နှံ့ခဲ့ပူပါတယ်။မီဇီမာကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စီတဲ့သတင်းတွေရှိခဲ့ရင်မီဇီမာကိုပေးပို့လို့ရပါတယ်။ပေးပို့မယ်ဆိုရင် d.alliance/agfbz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်စစ်စီတဲ့သတင်းအကြောင်းအရာကို link နဲ့တကွပေးပို့ပေးပို့မြစ်တာရက်ခန့်အပ်ပါတယ်။ လောကောမီဒီယာရဲ့ဆက်လက်ရပ်တည်နိုင်ဖို့ပရိသတ်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာမြန်မာဝင်ပြည်ချင်းကိုဦးနှိမ့်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။